အပီပီဆိုင်ရာအလုတ္တမအဖွဲ့အာ ILO ကမြန်မာနိုင်ငံကိုအပြင်းထန်ဆုံးပုံမှန်ဖြစ်တဲ့ပုံမှန်33နဲ့အရေးယူဖို့ဆုံးဖြတ်လိုက်ပါတယ်အပီပီဆိုင်ရာအလုတ္တမသမကများအဖွဲ့ချုပ် ITUF ကဒီ ILO ရဲ့ဆုံးဖြတ်ချက်ကိုကြိုးဆိုလိုက်ပါတယ်။ကျင်းပနေတဲ့ ILO ရဲ့133ကြိမ်မြောက်အပီပီဆိုင်ရာအလုတ္တမညီလာခံမှာဒီအလုတ်ရှင်အဖွဲ့စည်းတွေပြီးတော့အလုတ္တမတမကတွေနဲ့အစိုးရအဖွဲ့တွေကတညီတညွတ်တဲ့သဘောတူဆုံးဖြတ်လိုက်တာလို့ပြောလို့ရ ရပါတယ်။အစိုးရအဖွဲ့တွေထဲမှာတော့ရုရှား၊ဘယ်လာရုစ်၊တရုတ်နဲ့လာအိုနိုင်ငံတွေကပဲကန့်ကွက်ခဲ့ပါတယ်။တရုတ်နဲ့ဒီရုရှားအစိုးရတို့ကကန့်ကွက်ခဲ့ပေမဲ့ကုလသမဂ္ဂအစည်းအဝေးမဟုတ်တဲ့အတွက် ဲ့ဒီနိုင်ငံတွေမှာဗီဒီယိုအာနာမရှိတာကြောင့်လည်းဒီဆုံးဖြတ်ချက်ကိုချနိုင်ခဲ့တာဖြစ်ပါတယ်။ ILO အဖွဲ့ကြီးရဲ့အပြင်းထန်ဆုံးအရေးယူမှုလှုံ့ဆော်နိုင်တဲ့ဒီပုံမှန်33အရာအရေးယူမှုကိုတမိုင်းမှာ3ကြိမ်ပြုလုပ်ခဲ့တာပါ။မြန်မာနိုင်ငံအပေါ်2ကြိမ်နဲ့ဒီဘယ်လာရုစ်နိုင်ငံအပေါ်2ကြိမ်ဒီလိုမျိုးပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အခုလိုအရေးယူဖို့ဆုံးဖြတ်ရတဲ့အကြောင်းတွေထဲမှာတော့ဒီအလုတ်သမားတမကအဖွဲ့ဝင်69ယောက်ကိုမြန်မာနိုင်ငံကဖမ်းဆီးထိန်းသိမ်းထားတာနောက်ပြီးတော့လေကြောင်းတိုက်ခိုက်မှုနဲ့အတင်းအာဓမစစ်သားစုဆောင်မှုတွေလုပ်နေတာတွေပါပါတယ်လူပေါင်း2သန်းလောက်ကဒီအိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီးတော့အာနာသိန်းချိန်ကစလို့လူပေါင်း3800ကိုတပ်ဖြတ်ခဲ့တာနဲ့ငလင်ပေးအကူအညီတွေကိုပိတ်ဆို့ခဲ့တာတွေကြောင့်ဖြစ်တယ်လို့ IDFU က website မှာဖော်ပြထား ားပါတယ်။ဒီဆုံးဖြတ်ချက်မှာဒီကမ္ဘာတဝန်းမှာရှိတဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေ၊ကုမ္ပဏီတွေ၊တမကတွေအနေနဲ့သူတို့ရဲ့လှုပ်ဆောင်ချက်ဟာမြန်မာစစ်အုပ်စုကိုဆက်ဖိနှိပ်မှုတွေလှုပ်ဆောင်နိုင်စေတာမျိုးမဖြစ်စေဖို့ကိုလည်းတောင်းဆိုထားပါတယ်။အဲ့ဒီတဲမှာဘာတွေပါလဲဆိုရင်ဒီရင်းနှီးမြှုပ်နှံမှုတွေပျက်စီးတင်သွေးမှုလမ်းကြောင်းတွေနဲ့ဒီပူပေါင်းဆောင်ရွက်မှုတွေဟာစစ်အုပ်စုကို တွယ်ဝိုက်ပန့်ပိုးမှုဖြစ်စေသလားဆိုတာအပြင်စစ်အုပ်စုစီကိုလက်နက်လေယာဉ်စီနဲ့ဗန္ဒာငွေ စီစဉ်မှုတွေဖြစ်စေသလားဆိုတာတွေကို ပြန်လည်သုံးသပ်ဖို့တောင်းဆိုထားပါတယ်။